ရှောင်းမကုံနဲ့ဘလူးဘယ်ရီတွေကိုဝက်စာကျွေးနေရတဲ့တရုံမင်္ဂလာပါပြည်သက်ကြီးရင်တရုံနိုင်ငံကတော့ဒီနေ့မှာအသီးနဲ့နေမရောက်ရလို့စွန့်ပစ်နေရပြီးပူရိုစာနဲ့ထိုးရတဲ့ထီရောင်းအားကျဆင်းနေတာပါတရုတ်နိုင်ငံမှာတတိဆိုင်ပြူတဲ့လုပ်ငန်းကမျက်ရင်လဲရမ်းမြတ်တာမို့နေဘက်ကလူအများစုလုကင်ကြပါတယ်။ဒါပေမဲ့ပြည်ပကိုတင်ဖို့လို့ရောင်းမကောင်းတဲ့နှစ်တွေဆိုရင်လည်းတောင်သူတွေရှုံးတာဝက်ဝက်ကွဲပါပဲ။ အရင်ကတည်းကတရုတ်တောင်သူတွေကရောင်းမကုန်တဲ့တည်တီတွေကိုကျောင်းနဲ့ထဲသွန်ချပြီးစွန့်ပစ်လေရှိပါတယ်။ဒီနေ့2025ခုနှစ်မှာလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတရုတ်ထုတ်ကုန်တွေကအရေးသွေးညံနေဆိုပြီးတော့တည်တီတွေကစာတင်သွင်းခွင့်ပိတ်ခဲ့ပါတယ်။ဒါကြောင့်မို့တရုတ်ကတည်တီးကုံတွေတွင်ပွင့်ယုံပန်းရှင်တွေတောင်သူတွေကတော့တည်တီးတွေအပုံလိုက်ပုတ်ပွားကုံနာကိုငုတ်တုတ်ထိုင်ကြည့်နေရပါတယ်။ တရုတ်ဆက်တရက်ဆုပ်ဆိုတဲ့အတိုင်းပဲတရုတ်ကသစ်သီးတွေကလည်းအရသာမကောင်းတဲ့ပြင်ခနာလေးနဲ့ပုတ်သွားတတ်တာမို့ဝင်စားနေသူတိတ်မရှိပါဘူးတရုတ်လူမျိုးတွေတောင်မှတရုတ်သစ်သီးကိုမစားကြဘဲမြန်မာနိုင်ငံကလာတဲ့သစ်သီးကိုဝင်စားကြတာမှအခုတော့ရောင်းမကုန်တဲ့သစ်သီးတွေကိုတရုတ်တွေကလမ်းဘေးမှာစွန့်ပစ်ထားကြပါတယ်တရက်သီးတွေကို ပူရိုစာနဲ့ထုတ်ပြီးစပြစ်သီးတွေကိုကြက်စာကျွေးနေရတယ်ဘလူးဘယ်ရီသီးတွေကိုတော့ဝက်စာကျွေးနေကြပါတယ် ဟုတ်တွေအတွက်တော့ blueberry တွေကနှစ်တုပ်ထားပါပဲ